တမရဒေါ်နယ်ထရမ့်ကအမေရိကန်ဟာလာမယ့်သတင်းပတ်မှာအီရန်နဲ့နျူကလ িয়ার ဆွေးနွေးမှုတွေကိုလှုံ့ဆော်မယ်လို့ဇွန်25ရက်ကပြောကြားခဲ့ပါတယ်။မကြသေးမီကအမေရိကန်တိုက်ခိုက်မှုတွေကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေကိုအကြီးအကျယ်ထိခိုက်ပျက်စီးစေခဲ့တယ်လို့ကြွားလုံးထုတ်ခဲ့တဲ့အတိုင်းအောင်အီရန်နဲ့ဆွေးနွေးမဲ့အလားအလာကိုအမေရိကန်တမရကကြီးစေခဲ့ပါတယ်။ ထရမ့်ကအီရန်ရဲ့နျူကလ িয়ার စွမ်းရည်တွေကိုလုံလုံလည်လည်ပျက်စီးစေခဲ့တဲ့အမေရိကန်တိုက်ခိုက်မှုတွေကိုထုတ်ဖော်ချီးကျူးခဲ့ပြီးဒီတိုက်ခိုက်မှုတွေကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေကိုဆယ်စုနှစ်များစွာနောက်ဆုတ်သွားစေတယ်လို့ဆိုပါတယ်။ဒါပေမဲ့ပေါက်ကြားလာတဲ့အမေရိကန်ထောင်လန်ရေးအစိုးရခန်းစားကတော့အီရန်ရဲ့နျူကလ িয়ার စွမ်းရည်တွေပြတ်သုံးသွားပြီဆိုတဲ့ထရမ့်ရဲ့ပြောကြားမှုကိုသုံးလုံးသုံးလုံးဖြစ်စေခဲ့ပြီးအမေရိကန်ရဲ့တိုက်ခိုက်မှုတွေကအီရန်ကိုလအနေငယ်မျှတာနှောင့်နှေးစေဖို့ရှိရလို့ဆိုပါရယ် ဆက်နှစ်ရကြာဒုံးကျည်တွေအပြန်အလှန်ပြင်းလွတ်ခဲ့တဲ့တိုက်ခိုက်မှုတွေမှာအီရန်နိုင်ငံကရာဂနန်းတည်ဆုံခဲ့ပြီးအစ္စရေးနိုင်ငံကနှစ်ဒါဇင်တည်ဆုံခဲ့တယ်လို့နှစ်နိုင်ငံစလုံးကထုတ်ပြန်တဲ့တရားဝင်စည်းရုံးတွေအရသိရပါဗျ။အမေရိကန်ပြည်ထောင်စုကလွန်ခဲ့တဲ့ရက်ပိုင်းမှာ အီရန်ရဲ့နျူကလ িয়ার တင်နီယာ၃ခုကိုတိုက်ခိုက်ခြင်းအဖြစ်အီဇရေးနဲ့အီရန်တို့ရဲ့ပဋိပက္ခမှာပါဝင်လာခဲ့ပါတယ်။ဒါကြောင့်အမေရိကန်ရဲ့တိုက်ခိုက်မှုကိုလက်တုံ့ပြန်တဲ့အနေနဲ့အီရန်ကကာတာမှာရှိတဲ့အမေရိကန်အခြေစိုက်စခန်းကိုဇွန်၂၃ရက်ကတိုက်ခိုက်ခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার တင်နီယာတွေကိုအောင်မြင်စွာချေမှုန်းခဲ့တယ်လို့ထရမ့်ကပြောကြားခဲ့ပါတယ်။သူတို့ဟာဘုံတွေကိုအချိန်တော်တော်ကြာလုံနိုင်တော့မှာမဟုတ်ပါဘူးလို့ထရမ့်ကပြောပါတယ်။ အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုစင်စုနှစ်များစွာနောက်ဆုတ်သွားစေခဲ့တယ်လို့ထရမ့်ကပြောပါတယ်။၎င်းကြေညာခဲ့တဲ့အပြစ်ခတ်ရဲစဲရေးဟာအလွန်အခြေအနေကောင်းနေတယ်လို့လည်းဆိုပါတယ်။အစ္စရေးနဲ့အီရန်တို့ဟာမောပန်းနေကြပြီးပင်ပန်းနေကြပြီလို့ထရမ့်ကနောက်ပိုင်းမှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။လာမယ့်သတင်းပတ်မှာအီရန်နဲ့ဆွေးနွေးမှုတွေလုပ်ဖို့စီစဉ်ထားတယ်လို့ထရမ့်ကပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ကသဘောတူညီချက်တရက်ကိုလက်မှတ်ထိုးနိုင်ပါတယ်အဲ့ဒီသဘောတူညီချက်ကဘာလဲဆိုတာကျွန်တော်မသိပါဘူးလို့၎င်းကဖြည့်ဆွတ်ပြောပါရယ်။အီရန်ဟာနျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးဆွေးနွေးပွဲပြန်လုပ်ဖို့လိုလားတယ်လို့အီရန်သမ္မတမာဆူပီဇက်စကီယန်ကပြောကြားထားပါရယ်။